ားလုံးပဲမြင်လာပါကျွန်တော်ကတော့ဗီနီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုလောက်မှာတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်30ရက်3လ2025ကနေ9ရက်4လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောဘိန်းကိုကန္နာအတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲအမှန်ဆိုလို့ရှိရင်ပေါ့လေဒီလိုရကလာမှာဟောဆရာလေးတွေနောက်ကြမယ့်အနေထားရှိပါတယ်ဗျာနော်တို့တော့ကျွန်တော်ဟောစရာလေးကိုစောင့်မျှော်နားဆင်နေတဲ့သူတွေရှိမယ်ဖုန်းလေးတွေလည်းဆက်ဆက်ပြီးပြောကြတော့လေမိရလည်းပြက်နေတာအခုမှမိလာတာပေါ့ ဒါ29ရက်နေ့ည10:00နောက်ဖြစ်နေပြီဗျအခုမိလာတော်မှမိရကြသွားတော့အခုကျွန်တော်ရဲ့ဗီဒီယိုထဲမှာလက်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 အဲ့လို line တွေတွန်းတော့သွားတာမိရကြလိုက်တက်လိုက်ဖြစ်နေတယ်ပေါ့နိအဲ့ဒါလေးကတော့နားလည်ပေးကြပါလို့ကျွန်တော်ကြိုပြီးမြတ်တာရက်ခံပါတယ်ဗျနော်အဲပြီးတော့မခေါ်စနာလေးမစတင်ခင်မှာလက်ရှိဂျုံနေနေရတဲ့အခက်ခဲလေးတွေပေါ့လေငလင်အခက်ခဲတွေကြောင့်ဘေးရနေရအပေါင်းကနေကင်းဝေးကြပါစေလို့လည်းကျွန်တော်တနင်္လာသားသမီးတွေကိုဆုတောင်းမြတ်တာပို့သပေးပါတယ်ဗျနော်အစသတ်ရအစဉ်ပြေကြပါစေဗျအဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပေါ့လေ ဒီတစ်ပတ်တာကာလမှာဘလိုကန်တရားလေးတွေရှိလဲဆိုတော့ကျွန်တော်ဗီလီမျက်နှာပဲကြည့်ပြီးဟောကြပါဆိုပြန်နော်အဓိကကျွန်တော်ပြီးခဲ့တဲ့အပတ်ဒီတမှာလည်းဇရိုက်ဇရိုက်ဟောခဲ့ပါတယ်ကျွန်တော်ဟောချက်တော့နေနားထောင်ဦးတဲ့သူတွေအကုန်လုံးသိပါတယ်သူကအလောက်ကန်ဖြစ်ရင်ဖြစ်မဖြစ်ရင်အိုးအိမ်နေရာထိုင်ရင်းပြောင်းသွားတတ်တယ်ဆိုတဲ့ဂိမ်းမျိုးကတနင်္လာသားသမီးတွေကအဓိကကြုံရတာမျိုးသွားတွေ့ရတယ်အနည်းငယ်ခွဲခုရှိတဲ့ထက်မှာတနင်္လာသားသမီးတွေသွားပြီးတိုက်ရိုက်ကြုံတာမျိုးဖြစ်တတ်တယ်သတိထားပါဒါယောဒနာအနေထားတော့မှသူကအလုတ်ပြောင်းပြောင်းမပြောင်းနေရထိုင်ခင်းပြောင်းတက်တယ်ဆိုတော့ကာနော အဲ့ဒါပြင်အခုလိုမျိုးကာလာတွေမှာဆိုပိုထိတာပေါ့လေအိုးအိမ်ကမောက်ကမနေဖြစ်တာအိုးပြက်အိမ်ပြက်ဖြစ်တာဒါမျိုးတွေအစားသွားကြုံရတဲ့ဂိမ်းသွားမြင်ရတဲ့အတွက်အမရန်စိတ်မကောင်းဖြစ်မိရတယ်ဗျာနော်ခရုစိုက်ကြပါတချို့ကကိုယ်တိုင်ဓာတ်ရိုက်ထိသလိုတချို့ကျတော့ကိုယ့်ရဲ့မိဘတွေထိတယ်ကိုယ့်ရဲ့ဆွေမျိုးညီကောင်မောင်မတွေသွားထိတယ်ပေါ့လေသူတို့ကိုအကြောင်းပြုပြီးစိတ်တော့ကလေးတွေရောက်တယ်တချို့ကတော့ကိုကအဝေးတနေရာမှာဒါပေမဲ့ကိုယ့်ရဲ့ဆွေမျိုးညီကောင်မောင်မမိဘတွေကိုပူနေရတဲ့စိတ်တော့ကနေနဲ့ရှင်သန်ရတဲ့ရတ္ထပါဒကာလတွေမှာသွားပြီးကြုံတာဖြစ်တဲ့အတွက်အမရန်စိတ်မကောင်းဖြစ်မိတယ်ပေါ့လေ ဆိုတော့သူကယုံနာအလုပ်တစ်ခုလုပ်နေတဲ့သူတွေဆိုရင်တော့မှအထက်လူကြီးကြောင့်ဒုက္ခရောက်တဲ့ဆွေမျိုးကြီးကိုအဲ sorry အထက်လူကြီးကြောင့်ဒုက္ခရောက်တဲ့အောက်နောက်ငယ်သားတွေကြောင့်ဒုက္ခရောက်တယ်လို့ခေါ်တယ်။မိသားစုတစ်ခုဆိုလို့ရှိရင်သူကကိုယ့်ရဲ့မိဘတွေကြောင့်စိတ်ဒုက္ခရောက်တာစိတ်ပင်မရတာတာသမီတို့ဆွေမျိုးကြီးကိုမှမနွားရုပ်သူတို့ကြောင့်စိတ်ဒုက္ခရောက်တာဖြစ်တတ်တယ်။အခုလိုတဘာဘေးအနေနဲ့ထကြုံတဲ့အခါမှာလဲကိုကတိုက်ဆိုင်မထိရင်တော့မှကျွန်တော်ခုနပြောသလိုအနှိမ့်ချနေတော့ဖြစ်တာပေါ့လေနော်။အဲမိဘတွေတာသမီညီကိုမှမနွားတွေကအဲ့ဒီထက်တဲ့ကို ပါသွားတာတွေကအစားဖြစ်တာမျိုးတွေကြုံရတတ်တယ်အဲ့တော့သူတို့ကိုအကြောင်းပြုပြီးစိတ်ပင်ပန်းဖြစ်ရမယ်ကာလတောခရောက်ရမယ်ကာလဖြစ်တာဆိုတော့ဒါအရှိတရားကြီးပါပဲဗျာနော်အဲ့လိုဟောရတာလဲအမှန်ဆိုကျွန်တော်ပါဇက်ကမထွက်ရဘူးဗျာဒါပေမဲ့အတိုင်းကြီးသွားမြင်တော့အစသတ်ရာဂယူဆိုင်ချဖို့အတွက်ဒရိပ်ပေးလို့ပါတယ်အဲတနင်္ဂနွေ ဂျာနာဘရီအင်ကာအဲ့နိနန်ဒီကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်ဒုက္ခရောက်ပါတယ်ကိုပတ်သက်တဲ့သူကိုမိသားစုဖြစ်စေအလောက်ကင်ဖြစ်စေအိုးရင်မဖြစ်စေနောက်ချစ်သူအိမ်တော်မဖြစ်စေအဲ့နိနန်လေးတွေမှာကိုကပတ်သက်တဲ့သူရှိတယ်ဆိုရင်သူတို့ကိုအကြောင်းပြုပြီးတော့စိတ်ဒုက္ခရောက်ရတတ်တယ်တနင်္ဂနွေဂျာနာဘရီအင်ကာအဲ့ဒါတွေကကိုယ့်ကိုဒုက္ခပေးတတ်တယ်ပေါ့လေဒါကတော့တခြားကိစ္စဘက်ကဒုက္ခပေးရင်ဘေးမပေးလို့ရှိရင်လည်းသူတို့ကိုအကြောင်းပြုပြီးတော့စိတ်ဒုက္ခရောက်အောင်ကာလဖြစ်တယ်တခြားကြတော့ကိုနဲ့အရင်ရည်တိပါတယ်ဆိုတော့မိတ်ဆွေအရင်ချတယ်ပေါ့လေအဲ့အဲ့ဒါမျိုးလေးတွေအစားဖြစ်တာမျိုးလေးတွေကြုံရတတ်တယ်ဂယူဆိုင်ပါ ယောဒနာအလောက်ကနေပတ်သက်ရင်တော့ဒီကာလမှာရွှေနဲ့ပတ်သက်တဲ့အယောင်ဝယ်လုပ်ငန်းလုပ်ကနေတဲ့သူတွေတော်တော်လေးကအားကောင်းတယ်ပေါ့ဒါကတော့ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေကတော့ရွှေတွေဘာနဲ့ပတ်သက်ပြီးအယောင်ဝယ်လုပ်နေတဲ့လူတွေပြီးတော့အထူးသဖြင့်တောက်ကြနံလို့ခေါ်တာပေါ့အတန်တို့တွတ်တို့တစ်တို့အဲ့ဟာမျိုးတွေရောင်းဝယ်ဖောက်ကားတဲ့သူတွေပြီးတော့ဟိုတယ်တက်ခုကအဲ့လုပ်ငန်းလုပ်ကနေတဲ့သူတွေကအဲ့လုပ်ငန်းတွေကနေအကျိုးအမြတ်များစွာရရှိတဲ့ကာလတွေမှာပါတယ်ဗျနော်ဒါသူတို့အတွက်ကောင်းတဲ့ထက်မှာပါတာပေါ့လေ တဖက်မှာကျတော့ဘာဖြစ်လဲဆိုတော့အဲခုနကဝန်ထမ်းလေးတွေဆိုလို့ရှိရင်တော့အထက်နဲ့အောက်ကြားထဲညက်တာအထက်လူကြီးရဲ့ဖိအားပေးမှုတွေအထင်လွဲမှုတွေကြုံရတာအလောက်ကိုင်းအိုးအိမ်နေရာထိုင်ခင်းကမောက်ကမောက်အိုးပြက်အိမ်ပြက်ဖြစ်တယ်ပေါ့နိအဲအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်တချို့အလောက်မရှိတဲ့သူတွေဆိုဒီကလာမှာအလောက်တွေပါလေရှာရင်ဗျတော်တော်နဲ့မရဘူးဖြစ်တတ်တယ်ဗျအလောက်အင်တာဗျူးလေးတွေပါလေဆိုကြားလာလေးတွေဖြစ်တတ်တယ်အဲ့တော့ခရူးတော့စိုက်ပေးပေါ့နော်စိတ်လည်းမကောင်းပါဘူးနော်အဲ့ဒါအဲ့အဲ့လိုမျိုးလေးဟောရတာအားလဲနာပါတယ်ငွေချင်းနဲ့ပတ်သက်ရင်တော့တနေ့အောင်သားသမီးတွေဒီကလာမှာငွေချေးကံလေးကိုကျွန်တော်ကြည့်တဲ့အခါပေါ့နိဆိုတော့မဆိုးပါဘူး တရားမှာ60ရာခိုင်နှုန်းကတော့နည်းနည်းညံ့တယ်40ရာခိုင်နှုန်းကောင်းတယ်ရတာနဲ့ထွက်တာဆိုထွက်တာကပိုများတယ်ဗျကိုတယောက်နဲ့ကြောက်ကုန်တာမဟုတ်ဘဲနဲ့ဆွေမျိုးညီကောင်မတော်ကမိဖတွေကြောက်လဲငွေကုန်ကြီးကြများလာမျိုးတွေဖြစ်တယ်ဗျဆိုတော့ဒီချက်ကလေးတွေမှာခုနကအလုပ်လေးတွေအဆင်မပြေအလုပ်အပြောင်းလေးတွေကြောက်ဖြစ်စီပြပထုတ်ဖို့ကြိုးစားနေတဲ့တရားကောင်ဖြစ်စီအဲ့ဒါတွေကြောက်ကို့မှာရှိတဲ့ငွေကြီးလေးတွေကိုအဲ့ထက်ထက်ကိုသွားပြီးတော့ရင်းနှီးမြှုပ်နှံပြီးသုံးပန်းရသလိုဖြစ်တဲ့အတွက်အဝင်ထက်ဆိုင်အထွက်တွေပိုများလာတဲ့အစားသွားဖြစ်တဲ့ကာလလို့ကျွန်တော်မြင်တယ်အဲ့တော့ဂရုလေးစိုက်ပေးပါဗျာနော်ဆိုတော့ဒီကာလမှာကိုယ့်ရဲ့ နေအိမ်ပေါ့လေတောင်ရက်မှာအပြက်စီးတွေတော်တော်လေးများလာမှုတွေဖြစ်တတ်တယ်အထူးသတိထားပေးပါဗျာနော်ပြီးတော့အိမ်ကိုလည်းထပ်ပြီးတော့လူတွေပါတယ်ထပ်ပြီးဝင်လာတာမျိုးလေးတွေအစွန်းမင်းကြီးကမှတော့လေကိုစီကိုလာရောက်တက်ခုနေထိုင်တာမျိုးလေးတွေဒါလေးတွေအားစားသွားဖြစ်တတ်တဲ့ကာလလို့ခေါ်ပါတယ်ဗျာနော်ကျမ်းမာရင်ပတ်သက်ရင်တော့တလင်းဟာသာသမီကဒီကာလမှာကျမ်းမာရင်မှာအဓိကထိရင်ကောင်းထိတာများတယ်သတိထားပေးကောင်းရဲ့မျက်စိရဲ့အာယုံကြောရဲ့အဲ့ဒါအဲ့အချက်၃ချက်ဖြစ်တယ်ဗျခန္ဓာကိုယ်အစိတ်ပိုင်းတွေမှာတခြားအဆီတာတစ်ခုကြောင့်ထိမယ်ဆိုလို့အဲ့ဒီနေရာတွေကိုအဓိကထားပြီးထိမယ် ယောဒနာ96ဝါယောဂအရာဆိုလို့ရှိရင်လည်းအာရုံကြောင့်ပတ်သက်တဲ့ယောဂမျက်စိနဲ့ပတ်သက်တဲ့ယောဂပြီးတော့ဘိုင်းနဲ့ပတ်သက်တာပေါ့နိခွဲရစိတ်ကတာထိမိခိုက်မိတာဒါမျိုးတွေတွေသွားဖြစ်တတ်တဲ့တို့ကအထူးသတိထားပါလို့ကျွန်တော်အကြံပေးပြရစီပဲနော်တော့တနည်းအားသာသမီးတွေအခြေအိမ်အောင်နဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလမှာနှမျိုးရှိတယ်ပေါ့လေတမျိုးကကြတော့ဗာလဲဆိုတော့အဲချစ်သူရှိတဲ့သူတွေကတော့ဒီကာလမှာ ကောင်းတာပေါ့လူတွေပါတယ်ဝင်လာတဲ့တဘာဝရှိတော့မပြောနိုင်မနဲ့အိမ်တော်တွေပါတယ်ကြတာမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့ဒီကလာမှာအိမ်တော်တွေပါတယ်ကြမယ်ဆိုရင်ကြတဲ့အိမ်တော်ကကောင်းကောင်းမွန်မွန်အေးချမ်းချမ်းလေးမင်္ဂလာဆောင်ရတာပေါ့နှစ်ဖက်မိသားစုစုံစုံကြီးနဲ့မင်္ဂလာဆောင်ပြီးကြတဲ့အိမ်တော်ထပ်ဆာလို့ရှိရင်အကြီးအုံးလေးလောက်ရတဲ့အိမ်တော်ရင်းမျိုးဖြစ်သွားတာမျိုးတွေကြုံရတတ်တယ်တချို့ကကြတော့တကယ်တကယ်မင်္ဂလာဆောင်မယ်ဆိုတဲ့ကိစ္စတွေကနောက်ဆုတ်သွားပြီးတော့အရင်ဆုံးစစ်သက်ကြောင်းလာတဲ့အနေအထားပြီးတော့မှဘယ်ချိန်ဘယ်ချိန်ကျမှငါတို့မင်္ဂလာပြန်ဆောင်မယ်ဆိုပြီးတော့အစီအစဉ်တွေပြောင်းလဲသွားတယ်ဆိုတဲ့အနေအထားမျိုးတွေသွားကြုံရတတ်တာမျိုးတွေ့ရတယ် တခုဆိုရင်ဒီကာလမှာတနေ့က sorry တောက်ကြသာသမီဘုတ်တခုသာသမီတွေအကျိုးပေးတာဖြစ်တဲ့အတွက်သူတို့နဲ့ပူတွဲတိုင်ပါသူတို့နဲ့အတူတူအလုပ်လုပ်ပါသူတို့စီကအကြံဉာဏ်အကူအညီတွေတွေယူပါအဲ့ဒါဆိုရင်ကောင်းတယ်တောက်ကြနာလုပ်ငန်းဘုတ်တခုနာလုပ်ငန်းတွေဒီအမရန်အားကောင်းတဲ့ကာလဖြစ်တဲ့အဲ့လုပ်ငန်းတွေကိုထပ်ပြီးရင်းနှီးမြှုပ်နှံပြီးလုပ်ပါဗျာနော်အဓိကထိခိုက်တာအလုပ်ကိုင်အိုးရင်ကောင်းကောင်းမှဖြစ်ဖို့ဖြစ်တယ်နော်မိဘတွေရဲ့ကျန်းမာရေးစိတ်ပူစရာရှိတယ်မိဘနှစ်ပါးရတဲ့ဘာဘာကျန်းမာမှာနေရုပ်ရည်ပြင်းပြင်းထန်ထန်ဖြစ်သွားတာ နည်းနည်းလေးထပ်ပြီးပြင်းထန်အောင်ပြောရရင်တစုံတစ်ခုဖြစ်သွားတာပေါ့လေအဲ့ဒါတွေကစားသွားဖြစ်တဲ့အတွက်အထူးထူးသတိထားပေးပါလို့ကျွန်တော်အကြံပေးပြရစေအိမ်ပူတဲ့ကာလပေါ့အိုးအိမ်နဲ့ပတ်သက်ပြီးတော့စိတ်ပူရတဲ့ကာလလို့ခေါ်ပါတယ်ဗျာနော်ဧပြီလ၁ရက်၂ရက်၃ရက်၄ရက်၅ရက်အဲ့ရက်တွေမှာတော့အမရန်ကောင်းပါတယ်ဗျာအလိုရှိရနေတွေပြည့်စုံပါတယ်ဗျာနော်ဆိုတော့အဲ့ကာလမှာမမြုံနေတဲ့အကူအညီတွေရတယ်ဗျာဆိုတော့အကြက်တဲ့အခက်ခဲတွေကနေလွတ်မြောက်တဲ့ကာလလို့ခေါ်တယ်ဗျာနော်ပြီးတော့အဲ့ကာလမှာပဲ ခုနကအဆွေမျိုးသားချင်းညီကိုမောင်နှမတွေနဲ့ပြန်လဲပေါင်းစည်းရတဲ့ကာလလို့လည်းခေါ်တယ်။တရင်ကောင်းလေးတွေကြားရတဲ့တောင်ဝကြီးတဲ့ရွှေလေးပါလေအဲ့လိုမျိုးယရနာလေးကိုစီကိုဝန်နာတာမျိုးလေးတွေဖြစ်တတ်တယ်။ဒီတစ်ခါတော့ကိုယ့်ရဲ့ဆွေမျိုးညီကိုမောင်နှမတွေကိုစီကိုလာရောက်တာမျိုးတွေအားစားသွားဖြစ်တတ်တယ်ပေါ့။အဲ့တော့ကောင်းတဲ့ကာလလေးလို့ခေါ်တယ်။သို့သောမတ်လ30ရက်31ရက်အဲ့ဒီရက်တွေမှာတော့အညာခိုင်နေတွေရှိတယ်သတိထားပေးပါ။အိုးဝိန်နေရာထိုင်နေပတ်သက်တဲ့ကမောက်ကမလေးတွေဖြစ်တတ်တယ်။ကျမကြီးညံလို့ဖြစ်စီထိမိခိုင်လို့ဖြစ်စီစိတ်အောင်တက်အကင်ရှိတယ်။သတိထားပေးပါဗျာနော်။ အနည်းဆုံး3ရက်4ရက်တစ်ပတ်လောက်ကတော့တက်အတက်တဲ့ဂိမ်းလေးတွေရှိတယ်ပြီးတော့ကိုယ့်ရဲ့ဆွေမျိုးသားချင်းမိဘသူတို့တွေကကွယ်လွန်ဆုံးမသွားတဲ့သတင်းစကားမျိုးလေးတွေကြားတာတွေအားစားဖြစ်တတ်တဲ့အတွက်အထူးသတိထားပေးပါဗျာနော်ကံအကောင်းဆုံးရမဟုတ်ဘူးဆိုတာလေးသိစေချင်တယ်အဲ့တော့ကံရရဲ့ထောက်ပံ့မှုတွေဒီအပြေအဝရဖို့အတွက်အဝါရောင်အပြာရောင်နှုတ်နှစ်ရောင်ခံရရောင်အဲ့ဒီအရောင်တွေကိုအဓိကထားဝတ်ဆင်တုံဆွဲပေးပါဒါအပြင်လီလီပန်းရွက်လာပန်းရွှေပန်းတစ္ဆပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုယ်ကတည်းဖျားမှာဖျားပန်းကြတာပဲဖြစ်ဖြစ် အနေအဲ့ကနေမှအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတိုင်းလာတာသမီးတွေပေါ့လေဒီတစ်ခါကာလမှာအဓိကကျွန်တော်ရေရရာလေးပေးချင်တာပြေနော်ရေရရာလေးကတော့ခြေပြအောင်ခြေရမယ်အဲ့တော့ရေရရာနေနဲ့ဘာလုပ်ရမလဲဆိုတော့တက်တက်လို့တီးဆောင်ပဲကလာဟင်ချက်ပြီးတော့လိုရတဲ့သူတွေကိုဒါနပြုကျွေးပေးပါဗျာနော်ရဟန်းသားကတော့ကိုဆုံးလောင်းလို့လည်းရတယ်အနည်းငယ်ကသူတွေကိုဒါနပြုကျွေးလို့လည်းရတယ်တခြားအခုအဲဘေးရနေရာတွေနဲ့ကြုံနေရတဲ့ဟာလေးတွေမှာလည်း အဲထမင်းလေးတွေကျွေးတဲ့အခါမှာတသက်လုံးဒီစုံဝေကားဟင်းတွေချက်ပြီးတော့ဒါတာဗျူတက်နိုင်တဲ့လောက်လေးကျွေးပါနောက်ဒုတိယချက်ထပ်ပြီးလုပ်ပေးပါအောင်အဲ့ဒါဘာလဲဆိုတော့ရေသဒါနာဗျူလူတန်းပေးပါဗျာနော် ရေသနဲ့ပတ်သက်တဲ့အလူလုတ်ဖြစ်အောင်လုပ်ပေးပါလို့အကြံပေးခြင်းနဲ့ရေလိုအပ်တဲ့အနေအထားမှာရှိနေတဲ့တော်လုတ်ဖြစ်အောင်လုပ်ပေးပါကိုကအဲ့လိုလုတ်ပေးခြင်းအားဖြင့်ရေရာအနေနဲ့ခဏပေးပဲတောင်းတကယ်လိုအပ်တဲ့သူတွေစီကိုကုညီလိုက်နိုင်ခဲ့ရင်ပေါ့လေပို့ပြီးတော့ကုသိုလ်တွေရတယ်အမှန်တန်ရတဲ့ကာလပီတိတွေဝေဖျားမဲ့ကာလပေါ့လေနော်အဲ့တော့အဲ့ဒါလေးလုတ်ပေးခြင်းအားဖြင့် ျောင်းနဲ့အညံ့ခိုက်တွေกินပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပူရေးကောင်းသွားပါလိမ့်မယ်အဲတနင်္လာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်